တစ်တော့မှာခေစားနေတဲ့တုံတုံနဲ့ဖုံဖုံကိုပုံစံတစ်မျိုးနဲ့ကြိုင်းပြခဲ့တဲ့မြင်းမြင်းမြင်းမြက်ကထိတ်တဲမင်းသားတယောက်ဖြစ်ပေမယ့်လူများကြားမှာထင်ပေါ်ကျော်ကြားတဲ့အနေထားနဲ့သိမနေတတ်ပါဘူးသူနေနေလူအများနဲ့ကင်းရင်ရှင်းရှင်းသာအနေတတဲ့အတွက်ဆိုရှယ်မီဒီယာမတုံးတာလေးကြပါပြီ Facebook မတုံးနဲ့ထိတ်တဲမင်းသားတယောက်ဆိုရင်လည်းမမပါဘူးဒါပေမယ့်2025ခုနှစ်စမှာပဲမြင်းမြက်ကအရှင်နဲ့မတူတော့ဘဲနဲ့ပြောင်းလဲလာခဲ့ပါတယ် ဆိုရှယ်မီဒီယာကိုအသုံးပြုဖို့အတွက် TikTok အကောင့်ကိုဖောက်ခဲ့တာပါ။ TikTok အကောင့်ဖောက်ကသူလုံနေတဲ့အကြောင်းအရာတွေကိုဗီဒီယိုလေးတွေနဲ့ချပြခဲ့တာပါ။ဒါပြင်တမိဖြစ်သူနဲ့မိသားစုဝင်တွေကိုလည်းဗီဒီယိုလေးတွေနဲ့ချပြနေတာဖြစ်ပါသေးတယ်။ ညီမြက်ကတစ်တော့တော်ရင်နဲ့တစ်တော့ချမ်းမျိုးစုံကိုလေး join လာခဲ့ပါတယ်။ရှုတင်မှာဆိုရင်လေတစ်တော့ဆိုရတာကြိုက်တဲ့သူတွေနဲ့တွဲဖက်ကကလို့နေတာပါ။လက်တလုံးမှလေညီမြက်ရဲ့တစ်တော့တပုတ်က social media မှာပေါက်နေတာဖြစ်ပါရည်။လူအများပုံမှန်စော့နေတဲ့တစ်တော့ကိုညီမြက်ကတမျိုးစမ်းကစော့ပြခဲ့တာကြောင့်ထူးဆန်းသွားခဲ့တာပါ။ညီမြက်ကလက်ရှိမှာထွန်းဖြစ်နေတဲ့တုံတုံနဲ့ဖုံဖုံတစ်ဆက်လေးနဲ့တစ်တော့စော့နေခဲ့တာပါ။တုံတုံနဲ့ဖုံဖုံတစ်ဆက်လေးကဆိုရင်းဆိုရင်းနဲ့ဖုံဖုံကနေဖုတ်ဆိုတဲ့အတန်ကိုလေးပြောင်းသွားတတ်တာပါ။ဒါကြောင့်မလို့ လူအများကြားမှလည်းစားနောက်စရာဖြစ်နေတာပါအစိုးရတချင်းကိုမြင့်မြတ်ကဆွိနေတူတက်တော်ဆော့ခဲ့တာပါ။ဆွိနေတူတော်တော်နဲ့ဖုန်ဖုန်တချင်းကိုတက်တော်ဆော့ခဲ့ပါရီ။စီကတော့လူများကားတယ်လို့ပဲပုံစံနေနဲ့သာကားတာပါ။မြင့်မြတ်ကတက်တော်ဆော့ပိုင်းမှာ လူအများကားတလို့သာကနေတာဖြစ်ပေမယ့်နောက်ပိုင်းပြီးရင်ဒီဖုန်ဖုန်နေရာရောက်တဲ့အချိန်မှာဖွားဘက်တော်ကိုပုတ်ပြလိုက်တာပါဖွားဘက်တော်ကိုလှမ်းပုတ်ပြလိုက်တဲ့မြင်းမြက်ရဲ့ပြစ်မှုကြောင့်တူတူဆော့နေတဲ့ဆွေတောင်မျက်လုံးမျက်စံပြူသွားကြရပါတယ်ထိတ်တဲမင်းသားတယောက်ကခုလိုလုံးလိုက်မယ်လို့မထင်ထားတဲ့အတွက်ကြောင့်မှအစုံမတက်တော့ဘီယိုကိုကြည့်နေတဲ့သူတွေကလည်းမြင်းမြက်ရဲ့ပြစ်မှုကြောင့်ရီရမလို့ဝေဖန်ရမလို့ဖြစ်နေကြပါပြီအခုလိုပုတ်ပြရဲဆိုတာဆဲလိုက်တာနဲ့တူတူပဲဖြစ်တဲ့အတွက်ရိုင်းနေလို့သတ်မှတ်ကြတာပါရိုင်းနေလို့သတ်မှတ်ထားတဲ့ပြစ်မှုကမှမြင်းမြက်ကလုပြလိုက်တာဖြစ်ပါတယ်ဒါပေ မင်းပြည်သက်များစွာတော့မြင့်မြင့်ရဲ့ပြည်မှုဟာရိုင်းနယ်လိုမတက်မဲ့ကြပဲနဲ့ချစ်စရာကောက်တယ်လို့မြင်နေကြတာပါအခုလောလောပြလိုက်တာကိုပဲဟာသားပြည်သက်မကရှိမောနေကြတာပါမြင့်မြတ်ကထိတဲမင်းသားဖြစ်တယ်ဆိုပြီးတော့ဟန်ပယ်ရင်နဲ့ချုပ်တီကနေရတာမျိုးကိုလုံးဝမကြိုက်ပါဘူးသူအနေနဲ့လှုပ်လှက်တာနေကြတာပါအိမ်မှာဆိုရင်လည်းစနောက်ကနေတက်တာဖြစ်ပါတယ်မြင့်မြတ်ရဲ့တငယ်ချင်းတွေကတော့အခုလိုစနောက်ကမထင်ရင်မထင်သလိုလှုပ်တဲ့ကြောင်ကိုသိပြီးသားဖြစ်ပါတယ်ဒီလိုပြမှုလေးကြောင့်မြင့်မြတ်ဟာဟာသားရုပ်ရှင်လောကမှာပင်နိုင်ဆိုင်မင်းသားဖြစ်လာခဲ့တာပါ သူတွေအမြင့်ဆုံးဟာတာရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ဂျင်းကောင်ရုပ်ရှင်ကားဆိုရင်လေတကားဆိုတကားအပြည့်ပြည့်ပေါက်ခဲကပရိသတ်တွေရဲ့ပြုမှုပြောဆိုရီထိလွန်မှုနိုင်ခဲ့ပါပြီတတော်ဆိုနေလုပ်ပြခဲ့တဲ့မြင့်မြင့်ရဲ့ပြုမှုကိုပရိသတ်တွေနေနဲ့ရောသဘောကျလားဆိုတာပြောခဲ့ပေးပါအောင်ရှင်အဆုံးအထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့အောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင် ှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမေတ္တာစကားလေးပို့သရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။